ကမ္ဘာပေါ်ကအကြီးဆုံးအေယာမပစိဖိတ်ရေပွဲကြီးတွေမင်းလာဝါယူသက်အန်တေမန်ပရိသတ်ကြီးရေပင်လယ်ရောက်ကမ္ဘာမှာအကြီးအမားဆုံးနဲ့ကမ္ဘာညံအကောင်းဆုံးတတ်တော်ရီတွေကတကောင်ကိုဖော်ပြပါဆိုရင်တော့အေယာမပစိဖိတ်ရေပွဲလို့ခေါ်တဲ့ Giant Pacific Octopus တွေကိုခြံထားခဲ့လို့မရပါဘူးဒီရေပွဲကြီးတွေဟာသူရဲ့လက်တံရှစ်ချောင်းနဲ့ကြီးမားတဲ့အကုလုံးကိုရဲ့အကြီးကြောင်မလို့ပင်လယ်ထဲကဘလူးကြီးတွေလိုတင်စားခေါ်ဝေါ်နိုင်ပါလိမ့် ရေအောက်လိုလှိဝတ်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နေဒီအရာမရေပွဲကြီးတွေဟာအရွယ်စားကြီးမယုံနေမကဘဲနဲ့သူ့ရဲ့ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်နဲ့ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့အမှုပညာတွေကြောင့်လေတိုက်ပွဲပညာရှင်တွေနဲ့ပင်လယ်ရေအောက်လေလာသူတွေကိုအမြဲတမ်းအံ့အားတင်စေတာပဲဖြစ်ပါရည်ရမပစိဖိတ်ရေပွဲကိုအဓိကအားဖြင့်ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းကဂန်ယူရန်ဒေတာတွေဖြစ်တဲ့ဂျပန် ၊ကိုရီးယား၊အလက်စကာနဲ့အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်တို့အထိတွေ့ရှိရနိုင်ပါသည်။ဒီရေပွဲတွေဟာကမ္ဘာမှာအကြီးဆုံးရေပွဲမျိုးစိတ်အဖြစ်အမှတ်တမ်းတင်ထားခြင်းခံရပါသည်။သူတို့ရဲ့ပြန်မြအရွယ်စားဟာလက်တန်တစ်ဖက်ကိုစံတန်းလိုက်လို့ရှိရင်16ပြီးမီတာနဲ့ဆိုရင်တော့9မီတာလောက်အထိရှည်လျက်ပါသည်။ခန္ဓာကိုယ်လေးချိန်ကတော့ပေါင်130ကီလိုနဲ့ဆိုရင်တော့90ကီလိုဂရမ်လောက်အထိရှိနိုင်ပြီးလူကြီးတယောက်ဝန်းကျင်စားလောက်ရှိပါသည်။ မှတ်တမ်းဝင်ခဲ့မှုတဲ့အကြီးမားဆုံးရေပွဲဟာအလေးချိန်ပေါင်600ကျော်အထိရှိခဲ့ပူပြီးနင်းနေတော့တော့အရွယ်အစားကြီးမဟုတ်ပါဘူးဒီလိုမျိုးကြီးမားယုံနေတာမကဘဲနဲ့ဒီရေပွဲကြီးဟာကမ္ဘာမှာအလွန်ဉဏ်ကောင်းတဲ့တတ္တဝါမျိုးစိတ်တွေကတခုအပါအဝင်လည်းဖြစ်ပါရည်တိပ္ပပညာရှင်တွေရဲ့လ ీల တွေးရှိချက်တွေအရအဲ့ဒီ Pacific အရာမရေပွဲကြီးတွေဟာပိတ်ထားတဲ့ပလင်းကိုအဖုံးဖွင့်နိုင်တာရှုပ်ထွေးတဲ့ဝင်းကဘာလမ်းကြောင်းတွေကိုမှတ်မိနိုင်တာနဲ့တည်တည်တတာတွေကိုဖွင့်ပြီးတော့အစာရှာနိုင်တာစားတဲ့စွမ်းရည်ထူးတွေကိုပိုင်းဆိုင်ထားကြပါရည်ဒီလိုဉာဏ်ရင်မြင်မှမှုကပဲရေပွဲတွေကို မုဒ္ဒရာတွေကစကြက်ရှာရနေရာတွေမှာရောရန်သူတွေစီကပုံအောင်တဲ့နေရာမှာပါအောင်မြင်မှုတွေကိုရရှိစေတာဖြစ်ပါ ರಿ အသက်ရှင်ရတည်မှုအတွက်သူတို့ရဲ့ထူးခြားတဲ့စွမ်းရည်ကတော့အယောင်နဲ့အသွင်ပြင်ကိုပြောင်းလဲနိုင်တာပါဒီအယောင်မပစိဖက်ရေပွဲကြီးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်အရေးပြောင်းဖို့ကအယောင်ချင်းဆဲတွေကိုအသုံးပြုပြီးပဝင်းကျင်တဲ့လိုင်လျောညှိထွေဖြစ်အောင်တစ်စက္ကန့်အတွင်းမှာပဲအယောင်သွေးမျိုးမျိုးကိုပြောင်းလဲနေထိုင်နိုင်စွမ်းရှိပါ ರಿ ဒီလိုပြောင်းလဲခြင်းကပဲဒါရိုက်တလိမ့်ဆန်ရဲ့အမြင်ကနေပုံအောင်မှုအတွက်အကောင်းဆုံးသောကာကွယ်ရေးနည်းလမ်းပဲဖြစ်ပါ ರಿ ဒီကောင်ကြီးတို့ရဲ့အသက်တန်းကတိုးတောင်းပြီးတော့ပုံမှန်အဖြစ်တော့၃နှစ်ကနေ၅နှစ်လောက်အထိအသက်ရှင်ကြပါလိမ့်။ရေပွဲကြီးတွေဟာမျိုးပွားပြီးတဲ့နောက်မကြာခင်မှာပဲတည်ဆုံသွားလေရှိပြီးသူရဲ့တူတောင်းတဲ့တက်တန်းအတွင်းမှာလေးပဲပတ်ဝန်းကျင်နဲ့လိုင်လျောညီထွေနေထိုင်နေတာအမဲလိုက်နေတာနဲ့ညံရီထက်မြက်ချင်းနေတဲ့ဒီအေယာမပစိဖိတ်ရေပွဲတွေကိုရေအောက်ကဘာရဲ့ထိတ်တန်းသားရဲ့တလိမ့်ဆန်နေအဖြစ်ရက်တည်နေစေခဲ့တာဖြစ်ပါလိမ့်။ညီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအေယာမပစိဖိတ်ရေပွဲကြီးတွေဟာ ရုပ်ရှင်ဒီဇာကားတွေကလည်းဒဏ္ဍာရီလာပင်လယ်ဘလူးတကောင်လိုတင်စားရမယ်ကောင်းနေပါပြီ။သူတို့ရဲ့ကြီးမားတဲ့အရွယ်အစားလှိဝတ်တဲ့ပုံအောင်နိုင်စွမ်းနဲ့အမခန်းတဲ့ညံရင်ညံသွေးတွေကရေရောက်ကဘာရဲ့စမ်းကြဲတဲ့သဘာဝကိုပြသနေပါပြီ။ဒီရေပွဲကြီးဟာကဘာသမုတ်တရားရဲ့နဲ့နေတဲ့ရေပြင်မှာရှင်သန်ကြန်စားနေတယ်။အတိညာအရှိဆုံးတတ်တော်တော်ကောင်အဖြစ်အမြဲတမ်းစိတ်ဝင်စားစရာကောင်းနေမှာပဲဖြစ်ပါပြီ။အစုံကြီးချီးရှူအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။